ရောက်ရီမြို့နယ်ရေကကော်မြို့သစ်တွင်နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဖက်မှတရားကျော်တည်ဆုံကြောင်းတည်ရပါတယ်။တော်လှန်ရေးတပ်ချုပ်စခန်းတချို့ချုပ်ခွာရမှုများလည်းရှိနေကြောင်းတည်ရပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရေကကော်မြို့သစ်တွင်နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်သား150ကျော်တည်ဆုံထားကာလက်နက်ဖြင့်အလင်းဝင်ရောက်သူများလည်းရှိကြောင်းဂျသစ်နယ်စစ်ကြောင်းနဲ့ Justice Soldier တပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ27ရက်နေ့မှစ၍ မြောက်ရီမြို့နယ်လေးကိတ်ကောမြို့တစ်ဘက်သို့အချမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဤပညာမြင့် drone များ missile ဒုံးကြီးများလက်နက်ကြီးပစ်ကူအမြောက်အများအသုံးပြုကာလေးကိတ်ကောမြောက်မြောက်ဖက်နယ်အရှိမြောက်ဘက်ရှိမေထော်တလီပဟိကလောထီမဲဝါခီလမ်းကြောင်းတို့အင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းအချမ်းဖက်စစ်တပ်စစ်ကြောင်းများကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ရာအချမ်းဖက်စစ်တပ်မှထိခိုက်သေးဆုံးသူ150ကျော်သေဆုံးကာ Justice Soldier တပ်ဖွဲ့မှရဲဘော်တူမြက်မြက်စွာအသက်ပေးလူခဲ့ရကြောင်း၄ဦးတန်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြမ်းဖက်စစ်ကောင်စီတပ်မှလက်နက်ခေရံများနဲ့အတူအလင်းဝင်ရောက်လာသည့်စစ်သားများပြားရှိနေပြီးစစ်မှုထမ်းတပ်သားများကိုအင်အားထပ်ပြေကဆက်လက်ပို့ဆောင်နေသောကြောင့်လေကိတ်ကောမြို့တွေအတွင်း၌တိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။စစ်တပ်စစ်ကြောင်းတွေက BGF အကူအညီနဲ့တက်လာနေတာ။တွန်လာရေးဘက်ကစခန်းနေရာတချို့ကနေနောက်ဆုတ်ရတာရှိတယ်။ စစ်တပ်ကတော့စစ်မှုထမ်းတသားသက်တွေတက်လာလိုက်ပြေသွားလိုက်နောက်ထပ်အင်အားဖြည့်တက်လာလိုက်လူထိုင်းလုံးတွေကိုထိုးစစ်နေတဲ့သဘောလို့ပြောလို့ရတယ်ဟုကရင်စစ်ရေးတရင်ရင်းနှီးကပြောဆိုပါတယ်အဆိုပါအကြံပေးစစ်တပ်စစ်ကြောင်းများကို KNU KNLA viewer အမှတ်32ဂျက်တင်စစ်ကြောင်း Cobra စစ်ကြောင်း Venus စစ်ကြောင်းနဲ့ Justice Soldier စစ်ကြောင်းများပူးပေါင်းကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အကြံပေးစစ်ကောင်စီတပ်သည် ပြည်သူများကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကာစစ်မှုထမ်းတပ်အဖြစ်စုဆောင်းပြီးရှေ့လာစစ်မြေပြင်များတွင်မူရစ်စေဝါများကြွေးကာအသေးခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းထို့ကြောင့်ရှေ့လန်းတပ်ပွဲများတွင်တည်ဆုံးသူအများစုမှာစစ်မှုထမ်းတပ်များဖြစ်ကြောင်းသိရှိရပါသည်ထို့ကြောင့်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်အာဏာရှင်ကိုစန့်ကျင်ကာအလင်းဝင်ရောက်ကြပါရနဲ့ထို့သောအလင်းဝင်ရောက်လာသူများကိုလွေထွေးစွာကြိုဆိုလျက်ရှိကြောင်းဂျက်တင်းစစ်ကြောင်းကထုတ်ပြန်ထားပါသည်ကျန်းဖို့လွတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ကိုဝက်မဲဆွယ်စီယုံမှုများစတင်နေကြောင်းသိရပါတယ်။အေယာဝတီတိုင်းဖျားပြုံမြုံနယ်တွင်စက်ဖို့လွှတ်တော်ကိုယ်စားလှယ်လောင်းများကထိုးကြောင်ကိုဝက်မဲဆွယ်စီယုံမှုများစတင်နေကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။ဖျားပုံမြုံနယ်တွင်စက်ဖို့ပါတီပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စိုးစိုးကြီးက၎င်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရှေ့နေခိုင်ဝင်းအောင်အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရှေ့နေဇင်ပပဟုစက်ဖို့ပါတီဖျားပုံမြုံနယ်ဥက္ကဋ္ဌလည်းဖြစ် ဒိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဟောင်းဖြစ်ကျော်ကျော်ခေါ်ကျော်မျိုးတင်ဒိုင်းဒေသကြီးလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်အေးပိုင်တို့ကဆောင်ရွက်ကြပြီဖြစ်ကြောင်းအဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများကပါတီဝင်များနဲ့တွေ့ဆုံပွဲဟုအမိတက်ကပြည်သူများကိုအတင်းကျပ်စင့်ခေါ်ပြီးမဲဆွဲစည်းရုံးမှုများစတင်နေကြောင်းသိရှိရပါတယ်။ဒီခံပြောပါတီဝင်တွေ့ဆုံပွဲဆိုပြီးဂျေးရွာတွေကပြည်သူတွေကိုအုပ်ကြီးတွေနဲ့ယာယီမှုတွေကစင့်ခေါ်ပါတယ်။ပြီးတော့အတင်းအကျပ်ပွဲတက်ခိုင်းတယ်။အဲဒီမှာအမတ်လောင်းတွေဆိုပြီးမိတ်ဆက်တယ်။ မဲထက်ကြပါဆိုပြီးစီယုံတယ်။သူတို့ကမဲထက်ရင်ဒီအခြေအနေကကျော်လွန်နိုင်မယ်။ဒီစစ်အာဏာရှင်တိမ့်တာကိုကျော်လွှားပေးနိုင်တယ်။ပြည်ခံကြိုးပဲရှိတယ်ဆိုပြီးစီယုံပါတယ်ဟုဖျားပုံမြို့မှဒေသပြည်သူတူကပြောဆိုပါတယ်။ထို့သောမဲဆွဲစီယုံရဲ့တရားဝင်မစတင်ပြီးစစ်ဖို့ပါတီဝင်ခါအလွာပေးရပွဲများသကဝိုင်းများနဲ့ပါတီဝင်များပြည်စုံပွဲဟုအမိတက်ပြီးဖျားပုံမြို့နဲ့တဝန်းတွင်စစ်ဖို့ပါတီကမဲထက်ကြရန်နဲ့ပါတီကိုထောက်ခံကြရန်လိုက်လံစီယုံနဲ့ရှိသည့်အပြင် electronic map စနစ်လေ့ကျင့်ရေးများတွင်လည်း ကျန်းဖို့ပါတီကတယောက်ကမဲပေးရစီယုံမှုများလည်းရှိနေကြောင်းသိရှိရပါတယ်။ထို့ပြင်စစ်တပ်နဲ့ကျန်းဖို့ပါတီဝင်များကဖြာပုံမြုပ်နယ်အတွင်းပူပေါင်းဆောင်ရွက်၍ပုတ်ချုပ်ရေးလုံခြုံရေးနဲ့စီမံခန့်ခွဲလုပ်ငန်းများကိုပူတွဲလှုပ်ဆောင်နေကြတဲ့ဖြစ်အခြားနိုင်ငံရေးပါတီများထက်ကျန်းဖို့ပါတီကပုံမှုအားပါကြောင်းသိရပါတယ်။လက်ရှိဖြာပုံဘက်မှာတော့အုပ်ကြီးတွေကလည်းကြံ့ခိုင်ရေးတွေပဲ၊ပြူစောထီးတွေကလည်းကြံ့ခိုင်ရေးတွေပဲ။ စစ်တပ်ကိုတရင်ပေးနေတာကလည်းကြံ့ခိုင်ရေးတွေပဲအဲ့ဒီတော့သူတို့ကပဲအုတ်ချုပ်ရေးလုံခြုံရေးစီမံခန့်ခွဲရေးအားလုံးကိုစိုးမိုးထားတာအခုလည်းမဲဆွယ်စီယုံရေးဆိုပြီးခိုးလုံနေတာအုတ်ကြီးတွေနဲ့ကြံ့ခိုင်ရေးတွေခိုးလုံနေကြတာဟုဖျာပုံမနိုင်ငံရေးတက်ကြွလှုပ်ရှားသူတူကပြောဆိုပါတယ်ဖျာပုံမြုံနေရတွင်စစ်ဖို့ပါတီကပါတီဝင်ထားလဲစစ်မှုထားအဖြစ်မှပေါ်တာဆွဲခံရခြင်းကင်းဝေးနိုင်သည်ဟုဆိုကာကြေးရောင်များတွင်ပါတီဝင်များတရားမှုရဲ့နီလာများဖြင့်စုဆောင်းလက်ရှိကြောင်းသိရှိရပါတယ်ရင်းအပြင် ကျန်းမာပါတီကိုမဲထက်ရင်ကြေးရွာများအတွက်ကွန်ကရစ်လမ်းခင်းပေးခြင်းလက်စစ်မြေတွယ်နှံပေးခြင်းစာတင်ကြောင်းစေခါများတိဆောက်ပေးခြင်းကြေးရွာများကိုစံတက်ကြေးရွာများဖြင့်အစ်စ်မြင့်တင်ပေးမည်ဟုမဲလုံးပေးမဲဆွယ်စည်းရုံးနေကြောင်းသိရှိရပါသည်။မြေပြင်စစ်ကြောင်းထုံးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကိုနှစ်ဆအရှိန်မြင့်တင်ရန်ကြော်စွာလင်းကောင်းဆောင်သော JOC စီဝေးကဆုံးဖြတ်ကြောင်းတည်ရပါသည်။အကြံပေးစစ်တပ်ကပွင့်လင်းရသည့်ရောက်ရှိလာပြီဖြစ်သောကြောင့်မြေပြင်စစ်ကြောင်းထုံးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်တင်ရန် စစ်စင်ရေးဆိုင်ရာ JOC ထူးဆီးဝေးတွင်ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းတကပြောဆိုပါတယ်။ယခုလအော်တိုဘာလအစပိုင်းတွင်စစ်တပ်၏ကြီးရည်လေးညှိနှိုင်းကွက်ကဲရေးမှုဗိုလ်ချုပ်ကြီးကျော်စွာနှင့်ဦးဆောင်သော Joint Operation Command အစည်းအဝေးတွင်ထို့သောဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းယင်းအစည်းအဝေးဆုံးဖြတ်ချက်အရလေကြောင်းတိုက်ခိုက်မှုများသည့်ရခိုင်တပ်နှစ်ဆတိုးပြင်သွားပြီဖြစ်ကြောင်း မြေပြင်တွင်လည်းလည်းလို့ဆုံရှုံထားရသောနယ်မြေများကိုရွေးကောက်ပွဲမတိုင်မီရပ်ပိုင်းလာပိုင်းအတွင်အများဆုံးသိမ့်ပိုင်နိုင်ရေးစစ်စင်ရေးစီမံချက်များရေးဆွဲအကောင့်ထက်ဖော်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။စေယုံမှနေ့စဉ်လုပ်နေတဲ့ JOC Joint Operation Commander စီဝေးတွေကဘူချုံကြီးကျော်စွာလင်းကဦးစီးပါသည်။ပွန်လင်းရာသည့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်စင်ရေးတွေနှစ်ဆတိုးမြင့်ဖို့ဆုံးဖြတ်ထားပြီးရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်သမျှမြို့တွေပြန်သိမ်းမဲ့စစ်ရေးစီမံချက်တွေစားလုံနေပြီဟုမြေပြင်ရောစစ်ပဒရင်ရင်းမြစ်ကပြောဆိုပါသည်။ လက်တော်တီဘောမျိုးကိုစစ်တပ်ကထိုးစစ်ဆင်လျက်ရှိပြီးယခုအောက်တိုဘာလအတွင်းအပြည့်သက်တီဘောမျိုးကို ရရှိရေးတက်ခတ်သိမ်းပိုက်ရန်ဒီပြည်တော်စစ်ရုံး JOC စီဝေးကဆုံးဖြတ်ထားကြောင်းသိရှိရပါသည်စီရန်ဘူကြီးဇင်ယောကမူစစ်တပ်အနေဖြင့်လေကြောင်းတက်ခတ်မှုများကိုအရှိန်မြှင့်တင်ပြီးတက်ခတ်နေရာတွင်ကုန်ကျစေတက်တာသောစစ်တပ်လေထီများအပါအဝင်နီလာပေါင်းစုံကိုအသုံးပြုလိုက်မည်ဖြစ်ကြောင်းသုံးသပ်ပြောဆိုပါသည်အဓိကကတော့လေကြောင်းအေးတာမှုဆိုတဲ့စေအားပါချက်ကိုလည်းယူလာစစ်တပ်လေထီပါရာမော်တာတွေ ဂျိုင်ရိုကော်ပတာတွေစတဲ့မောင်းတဲ့လူတွေကလေတရက်လိုမျိုးစစ်တကြမွေးထုတ်ပေးရတာမဟုတ်ဘူးရက်တို့တင်နာပေးပြီးကောင်းမောင်းပြီးတကြသလိုအဲ့ဒီလိုမျိုးဆိုတော့ဒီအရင်မြင့်ငွေကြီးအရင်မြင့်ရောအချင်းအရင်မြင့်ရောချုပ်ပြီးတော့လေကျောင်းကနေကွက်ပစ်အရေးသားတဲ့ပုံစံမျိုးလုပ်လာတာသူတို့မှာကန့်သက်ချက်တော့ရှိတယ်မြေပြင်ကနေလက်နက်ငယ်နဲ့ပြန်ပြီးတော့ပြစ်ခတ်ရင်ထိရောက်မှုရှိတယ်ဆက်လက်တို့စစ်တပ်နဲ့ကြီးတို့နဲ့ပြစ်မယ်ဆိုသူတို့အတွက်ရှောင်တိန်ချင်းခွင့်ရနေပါတယ် ်ဒို့ပေမဲ့လက်နက်ကောင်းကောင်းမုံမုံမရှိတဲ့ပြည်သူလူထုအခြေပြုတာများတဲ့နေရာတွေကိုဒီလိုမျိုးတံဖုံးနဲ့အဖွဲ့တွေတံဖုံးနဲ့စက်တက်လေထီးတွေဂျယ်ရိုကော်ပတာတွေနဲ့လှုပ်ချင်တဲ့သဘောမျိုးပေါ့လေကြောင်းအရေးတာမှုကိုနည်းနည်းနဲ့တက်တက်ဝိုင်းလိုက်တဲ့ပုံစံမျိုးလို့ပြောရမှာဖြစ်ပါတယ်ဟုစီဒီအမ်ဘုံကြီးဇင်ယော်ကပြောဆိုပါတယ်ထို့ပြင်စစ်တပ်ကတော်လှန်ရေးတပ်များသိမ်းပိုက်ထားသောနေရာမြေများကိုလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာခြင်းမှာစစ်တပ်ဆိုးမှုသောနေမြေများသို့ပြည်သူများရွှေ့ပြောင်းလာရတဲ့ရွေးကောက်ပွဲအတွက်မဲပေးသူများပြားလာစေရန်ယူရမှုများပါဝင်တဲ့ကြောင့်၎င်းကဆက်လက်ပြောဆိုပါတယ် ဘုံကျဲတာကမြေကောက်ပွဲပိုနီးလာလေပိုများလာလေတွေ့ရတယ်စစ်တိုက်လို့လည်းမနိုင်ဘူးနေသာသိမ့်လို့ရတယ်မြေကောက်ပွဲလုံးမဲ့မြုပ်တွေမှာလူစီမလာဘူးဥပမာမိုးပြဲတို့ဖဲကုံတို့ဒီမော့ဆိုတို့ဖရူဆိုတို့မှာကြိလိုက်ရင်လူလောက်လောက်ဟန်းကစီနေတာမရှိဘူးအဲဒီတော့စစ်ဘေးရှောင်ဆိုပြီးပဲလွတ်မြောက်နေမြေတွေမှာတွားပြီးတော့နေကြတာများတယ်လူခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်သူတို့အုပ်ချုပ်တဲ့နေမြေတွေကိုတော့ဘုံပြန်ကျဲတာမျိုးမရှိသေးဘူးလေ အဲဒီတော့ဘုံကျဲမှာကြောက်လို့ဆိုပြီးတော့သူတို့ထိန်းချုပ်တဲ့နယ်မြေတွေကိုရောက်လာအောင်တမင်ရဲရဲစစ်စစ်ရုတ်မာပြီးတော့လူခေါ်တဲ့အနေအထားမျိုးသွားတွေ့ရတယ်။လာပြည်ညမှာဆိုရင်လည်းမုံရွာမြို့နယ်ထဲမှာတင်ကိုပဲသူတို့တန်ကြာဖြစ်တဲ့အညူရောင်နယ်မြေလို့တတ်မှတ်တဲ့နေရာမျိုးတွေကိုပဲရွေးကောက်ပွဲအဲ့ဒီနေရာမှာမလုပ်ဖြစ်ပေမဲ့လူတွေကရွေးကောက်ပွဲစီကိုလာတဲ့ပုံစံမျိုးရွေးကောက်ပွဲရှိတဲ့နေရာကိုလာတဲ့ပုံစံမျိုးဖြစ်လာအောင်ခြောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာလူတွေအကြောက်တရားဝင်လာပြီးတော့သူတို့ထိန်းချုပ်တဲ့နယ်မြေတွေကိုရောက်လာပြီးတော့ရွေးကောက်ပွဲလုပ်ပေးတဲ့အင်အားတိုးအောင် ပုံပေါက်လာအောင်လုပ်တယ်လို့မြင်တယ်လို့စီဒီအမ်ဘူကြီးဇင်ယော်ကရှင်းပြပါတယ်။ဝိုင်းမော်တိုက်ပွဲစစ်ကောင်စီတပ်ကင်းစကားနှစ်ခုကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ကြောင်းတီးရပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတက်ဆွဲရာကင်းစကားနှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စည်းသတင်းရင်းမြစ်တို့ကပြောဆိုပါရယ်။အာနာသိန်းစစ်ကောင်စီတပ်က KIA သိမ်းပိုက်ထဲတဲ့နေနေတွေကိုပြန်လည်ရဖို့ဦးတည်ပြီးဝိုင်းမော်မြို့နယ်လမ်းမြန်ရွာဘက်မှာထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး အော်တိုဘားလ၈ရက်မနေ့မှာတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ဒီမနေ့၆နိုင်ကောင်တိုက်ပွဲကြီးကြဲဖြစ်နေတာဝိုင်းမော်ထရက်ဘော့လမ်းမြရွာဖက်မှာပဲ။လက်ရှိချိန်နေလဲတိုက်ပွဲကပြင်းထန်နေသေးပဲ။အခုကလက်နက်ကြီးတွေတောက်လျှောက်ထုနေတာလို့ကချင်စည်တရင်ရင်းမြစ်ကပြောဆိုပါတယ်။ဝိုင်းမော်မြို့ကစည်တရင်ရင်းမြစ်တူကမနေ့စောကြီးတုန်းကတိုက်ပွဲတော်ပြင်းထန်ပါလေ။စစ်တပ်ဖက်ကလက်နက်ကြီးတွေညကလေးကပြစ်တာ ဖြစ်လိုက်နားလိုက်နဲ့ခြာနေတာဒီမနက်မှာတော့စစ်တပ်နဲ့မြင်းစေတပ်ပြည်သူ့စစ်အဖွဲ့တို့ပေါင်းပြီးထန်ထားတဲ့စကားနှစ်ခုကို KIA ကသိမ်းလိုက်ပါတယ်လို့ပြောပါတယ်။ညညောဟာ KIA ကထိတ်ကျုပ်ထားတဲ့နေရာဖြစ်ပါတယ်။စစ်ကောင်စီကဩဂုတ်လနောက်ပိုင်းမှာမြစ်ချနာမြို့ကတဆင့်စစ်ကြောင်းတွေဝင်လာပြီးတိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်တင်ဘာလတည်းကတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့ရှေ့တန်းစကားတစ်ခုကို KIA KPD ရဲ့ပူးပေါင်းတပ်ကသိမ်းယူခဲ့ပါတယ်။ ။လမ်းမြန်ဒေသကစစ်ကောင်စီပူးပေါင်းတပ်တပ်ဆွဲရာကင်းစခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တာကို KAI သတင်းရှင်းပြတူကလည်းအတည်ပြုပါရတယ်။ဒါပေမဲ့ထိခိုက်ကြဆုံးခြေနေတွေလက်ရှိစည်းရဲခြေနေတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါရတယ်။ KAI သတင်းပြန်ကြားဌာနရဲ့ပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာလည်းစစ်ကောင်စီဟာအော်တိုဘားလ3ရက်နဲ့4ရက်မှာခလာရ58တရင်နဲ့မြောက်ပိုင်းနယ်စစ်တပ်နာချုပ်တပ်တွေကလမ်းမြန်ဒေသဘက်ကိုလက်နက်ကြီးတွေနဲ့ရန်သားပစ်ခတ်တာကြောင့်တောက်လျှောက်လှုပ်ဆောင်နေကြကြောင်းတီးရပါရတယ်။စတင်ပါလာစားပိုင်းက ဝိုင်းမော်တပ်ဖွဲ့မှလုံခြုံရေးအဖွဲ့နဲ့အတူရှေ့တန်းစခန်းကိုတွားရောက်စစ်ဆေးတဲ့ချင်းတန်တရင်ခမရ318တရင်မှုဟာ KIA KPDF ရဲ့တိုက်ခိုက်မှုခံလိုက်ရပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်ခမရ318တရင်ဟာတနိုင်းမြို့မှာခြေဆိုင်ပြီးလက်ရှိမှာဝိုင်းမော်မြို့နယ်ထဲကိုရောက်ရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လနောက်ပိုင်းကတပ်ပွဲမှာလည်းစစ်ကောင်စီဘက်ကဗိုလ်ကြီးတူတေဆုံးခဲ့ပြီးစစ်တုံးပန်းတို့ကို KIA KPDF ကဖမ်းမိခဲ့ပါတယ်။ အဲ့ဒီဘူကြီးရဲ့နာယီတလားပြည့်ကိုမြစ်နာမြို့မှာပြီးခဲ့တဲ့ဩဂုတ်လစာမိုင်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြို့ခံတွေကိုဖိတ်ပေမဲ့လက်ရောက်သူနေပါတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီဘူကြီးကသူ့နဲ့မရောက်သေးပဲနဲ့ရှေ့တန်းကိုအပုတ်ခံရတာ။မိသားစုကစစ်တပ်ရင်မာတော်မနေရပဲအပြင်မှာအိမ်ငှားနေတာ။သူ့နာယီကိုအနီးပတ်ဝန်းကျင်ကတော့မလာခဲ့ဘူး။ကျမတို့ကလည်းဖိတ်တယ်မသွားဘူးလို့မြို့ခံတူကပြောပါတယ်။ယခုရပ်ပိုင်းတပ်ပွဲတွေမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုမရှိသေးပဲ။ မြစ်ချနာမြို့အခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒဲကောင်တွေလက်နက်ကြီးတွေပစ်ခတ်နေတယ်လို့သတင်းရရှိထားပါတယ်။အပွဲတွေပြင်းထန်ဖြစ်နေတဲ့ဩဂုတ်လနောက်ပိုင်းမှာလက်နက်ရွာအနီးရှိနှက်ဝါရွာကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲလို့စစ်ရှောင်မိသားစုဝင်၅ဦးတံရရရှိခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တူတေဆုံးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီနဲ့ KIA KPD ရဲ့ပူးပေါင်းတပ်တွေဟာလက်ရှိမှာဝိုင်းပေါ်မြို့နယ်အတွင်းဖက်ကနဲ့မမော်မြို့မှာလည်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းနဲ့လက်နက်ကြီးအန်တီရဲအထုယူဆိုင်ကြဖို့ခရီးအေပြောရဲစုခွင့်ရှိသူဘုံမူကြီးနော်ဘူးကသတိပေးထားပါတယ်။စစ်သားတပ်တွေတည်ရင်မိသားစုကိုအကြောင်းမကြားဘူးလို့အလင်းဝင်စစ်သားကပြောပါတယ်။မင်းတို့ထွက်ပြေးလို့မိုင်းနေနေတေးသေးစာရွက်ပြူတရွတ်နဲ့ဘောပံ300တန်းတစ်ချောင်းပဲကုန်နေဆိုပြီးလူတရင်မှုကပြောထားတယ်။ဂျန်နာမင်းတို့ကိုတိတ်စိတ်ဝင်စားဘူးလို့အမျက်တစီပြောတယ်ကြားဘူး။အလင်းဝင်စစ်သားတစ်ကပြောပါတယ်။ဒေယနီပြည်နယ်တပ်ဖွဲ့တွေမှာစစ်မှုထမ်းတွေတည်ဆုံးထိခိုက်မှုများနေပြီး နောက်ပိတ်မှာသဂျုံတွေရပြီးစစ်တပ်ကမိသားစုတန်းအကြောင်းမကြားဘူးလို့ကရင်ပြည်မျိုးသားကာကွယ်ရေးတပ် KNDFC ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကပြောပါတယ်။အဲဒါအပြင်စစ်မှုထမ်းတယောက်တည်ဆုံးရင်စာရွက်ဖြူတရွက်နဲ့300တန်းဘောဂန်တစ်ချောင်းသာကုန်တယ်လို့တပ်တွင်းအမြဲတစေချင်းချောက်မှုတွေရှိတယ်လို့သူကဆိုပါတယ်။အပစင်ကမှစစ်မှုထမ်းတပ်သားအဖြစ်ရက်ွက်ရုံးကပေါ်လာဆွဲခံရပြီးတော့စစ်တင်သားစားလို့ခံရတယ်ဆိုတဲ့စစ်သားတဲ့အောင်ကိုကိုဟင်းက ရိုက်ကောမိုးပြတဲ့ဒီမော့ဆိုတက်ဘဲတွေမှာကြုံတွေ့ခဲ့ရတာတွေပေါ်ပြောကြားချက်ရုပ်သံမှတ်တမ်းကို KMDF ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ဝေတောင်စေထိတ်ကလည်းစစ်ကြောင်းထိုးတော့ပြည့်အောင်ရတနာတက်ဘဲအဲ့ဒီမနေ့ပိုင်းမှာနှစ်ယောက်ကြာတယ်။ပါစနှစ်ယောက်ညနေပိုင်းမှာသုံးယောက်ထပ်ကြာတယ်။ကြားတဲ့အထက်မှာတက်တက်ကြီးတယောက်ပါတယ်။ပါစတွေကိုအရှိကတခိုင်းတယ်လို့အောက်ကူကူဟင်းကပြောပါတယ်။လက်ရှိဒီမော့ဆိုမြို့နယ်မှာစစ်တပ်ရဲ့ထိုးစစ်မှာချီလင်းတရင်တွေဖြစ်တဲ့ခါလာရကိုတရနဲ့ငတ်တရှိတရင်သုံးရင်းကိုတုံးထားတယ်လို့သူကဆက်ပြောပါတယ်။ ဒီမော့ဆိုးမြို့နယ်တိုက်ပွဲမတိုင်မီမိုးပြဲမြို့ကုန်းသာတိုက်ပွဲမှာလည်းတေဆုံးခဲ့တဲ့စစ်မှုထမ်းတင်နာစဉ်စစ်သား8ဦးကိုလမ်းဘေးတွင်သေချာခဲ့တယ်လို့သူကဆက်ပြောပါတယ်။တပ်တွင်းရှိနေခဲ့တဲ့ကာလတစ်လျှောက်မဲပေါက်တာကြောင့်ဒါမှမဟုတ်ငွေကြေးကြောင့်အစာထိုးဝင်ရောက်လာရသူပေါ်လာဆွဲခံရသူများတယ်လို့ကိုအောင်ကိုကိုဟင်းကဆိုပါတယ်။ထွက်ပြေးလို့မိတဲ့စစ်မှုထမ်းတွေဆိုရင်စစ်တပ်ကလူမဆန်စွာရက်ဆက်ပြီးတချို့ကိုတပ်ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။ငါတရှိကတရင်မှုတွေဆိုထွက်ပြေးတဲ့ပတ်စောက်တွေကိုတပ်ပစ်တယ်ပြီးရင်စစ်မြေပြင်မှာကြတယ်ဆိုပြီးသူတို့စကားလုပ်တာ။ တို့ကပြောထားတာမင်းတို့ထွက်ပြေးလို့မိုင်းနေနဲ့တေးသေးစာရွက်ဖြူတရွက်နဲ့ဘောပင်300တန်းတစ်ချောင်းပဲကုန်နေဆိုပြီးဒုတရဲမှုကပြောထားတယ်။ဂျန်နာမင်းတို့ကိုတိတ်စိတ်ဝင်စားဘူးလို့အမျက်တစီပြောတယ်ကြားလို့ကြုံတွေ့ခဲ့ရတဲ့တပ်တွင်းအခြေအနေကိုအောင်ကူကိုဟင်းကရှင်းပြပါတယ်။စစ်မှုထောင်းတွေကိုတက်ချက်ကြီးတွေကအုပ်ချုပ်ပြီးလက်စာဖြတ်တောက်တာထိုးစိတ်ကန်တောက်တာတွေအပြင်တပ်တွင်းဖိနှိပ်မှုတွေမျိုးစုံရှိတယ်လို့သူကပြောပါတယ်။ ဒါအပြင် PDF ဆိုသူတွေကိုအရင်တက်ရင်တက်မတက်ပါကကိုအသက်ခံရမယ်လို့ဝါရမ်းမှန်းပြတ်ထားပြီးမြို့စွာတွေကိုခလာရတရားနဲ့တက်စီကနေဝယ်ယူသုံးဆွဲနေရတယ်လို့လည်းသိရပါတယ်။ရင်ရဲလေးနဲ့ကြောင်နေကြတာရှိတယ်။တချို့ကြတော့ရီပဲရှိနေတယ်။ငိုတဲ့ကောင်တွေကလည်းငိုတယ်။သူတို့အိမ်နဲ့သူတို့မသိဘူး။သူတို့နာမည်တောင်မသိဘူး။အဲ့လိုကောင်တွေများတယ်ကြ။ကျွေးမစားတဲ့ကောင်တွေလည်းပါတယ်။အုံနာမကောင်းတဲ့သူတွေပေါ့။ကျက်မပြေတာလွတ်နေတာအနည်းဆုံး၁၀ဦးလောက်ရှိတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားတွေကပြောပါတယ်။ ဒီနေ့ပြည်နယ်ထဲကိုစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်တွေနဲ့စစ်မှုထမ်းတပ်သားတွေ၃ရောက်ခိုးလုံလာတယ်လို့ KNDF ကအော်တိုဘာလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတို့ချက်စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားထိတွေ့တပ်ပွဲတွေနေ့စဉ်ဒီပါရှိနေတယ်လို့လည်းသိရပါတယ်။